သူကအမေရအသားတိ ਊ ဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူစုံလုံးပြပြရမှာပေါ့နော်သူမန္တလေးကမျိုးရိုးကလည်းတပင်မျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်မာတွေဆိုအိတ်စွာထဲရဆိုတော့အဲဝါဒနာပါတယ်တို့ဝင်မဲ့လဲမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လဲတားရဲမဖြစ်နိုင်ဘူးပုစံတွေမဖြုံးနေဆိုပြီးတော့ပြောရတော့အမေပါပဲကိုနားမှာပဲရှိစီချင်လို့လေအဲ့တော့သူကရန်ကုန်သွားနေရမှာလေကိုကမန္တလေးမှာဆိုတော့ရန်ကုန်သွားမှာစိုးလို့ အောင်မြင်မှုကိုမြင်ရတဲ့ပေါ်ကတော့အောင်မြင်သေးပါဘူး။ဟောင်းတော့အောင်တော့မှမြင်သေးပါဘူးစူးစမ်း။အခုစူးစမ်းနေတဲ့အခိုက်အတန့်လေးမှာပေါ့နော်။အခုလက်တလောခါလာလေးကိုရမ်းပျော်တယ်ပေါ့။ခြေလက်ချင်တတ်ပါလား။ ဒါကတော့ကျွန်တော်ရဲ့မိမိပါ။ဒေါက်ထင်မမပါ။ဒီနေ့ဒေါက်ထင်မမ။ဒေါက်ထင်မမဆိုတာအမေပေါ့။ဦးမင်းမင်းအောင်ဆိုတာအဖေပေါ့။မန်လေးမှာဒီနေ့ကတော့ကျွန်တော်လည်းကျွန်တော်ဘွားရဲ့ပထမဦးဆုံးဒီဆိုင်နဲ့ဒီဆိုပြပြရမယ်ဆိုတဲ့ကြောင့်မလို့မိကိုလည်းကြည့်စေတယ်လို့ခေါ်လိုက်တာ။ကောင်းပါဘာဆောင်လို့ဒီနေ့ကောင်းပါ့မလဲ ပြောရပါပြောရပါစင်ဝါစင်စင်ချင်းသူကလမ်း oil တောင်းနေတယ်ကျွန်တော်ဟိုမှာတော့မြန်မာဝကင်းဆိုပြီးပါခင်ဗျာဒါပေမဲ့မြန်မာမြန်မာတန်းစီလိုဆိုင်းဝိုင်းနဲ့အကြနာကတော့ပထမဦးဆုံးဒီဆိုဖြစ်နေရှင်တယ်မေချိုးရှင်မှာလဲဆိုရတယ်ပြီးတော့ကျွန်တော်တို့ဒီပွဲမှာရောက်နေသူတော်များများကျွန်တော်တို့မန္တလေးကအမှုပညာကိုတကယ်တန်မိုးထားတယ်မြန်မာအမှုပညာကိုတန်မိုးထားတဲ့စိတ်စပယ်ဘူးဆိုတာလည်းမြန်မာအမှုပညာကိုတန်မိုးထားတယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေရှင်မှာဒီဆိုဖြစ်ရတဲ့အခါပြီးတော့ဒါကိုထက်အကဆိုလဲကျွန်တော် ီမြန်မာတန်းနဲ့ပတ်သက်လို့ရှိရင်အခုတင်ပေးရဆရာပါတက်ဆရာရှင်မှာဆိုရတာဆိုတော့အရန်ကိုစိတ်လှုပ်ရှားမှုကတော့နှစ်ပုတ်လုံးတုံနေပါတယ်လက်တွေချေပေါ့နော်ဒါမဲ့လည်းထိန်းပြီးတော့တနိုင်တလောက်တော့ပြဆိုလိုက်ပါတယ်အမယုံပါရင်လည်းနားလည်ပြီးတော့ဒါမဲ့လည်းထပ်ဆိုရအောင်ပါပါမလုံးလို့မရလို့ခင်ဗျကျွန်တော်ပုံမှန်အားဖြင့်ဆိုကျွန်တော်လည်းလည်းလှုပ်တယ်လေဒီနေ့ကဟိုစင်ချလိုက်တာကျွန်တော်တောင်းရှင်းနဲ့လှုပ်လို့မရအောင်လှုပ်လို့မရအောင်အားကြောင့်ဘုရားသနာပါလာသူကသူအပူအမေကကျွန်တော်ကိုညင်းတာ သူကအမေကတားတေးဥဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူဆုံလုံးပြပြရပါပေါ့နော်ကျွန်တော်ကကျွန်တော်ဝါသနာပါပါရဲ့ဘာလို့ဆိုတော့ကျွန်တော်တို့မန္တလေးကမျိုးရိုးကလည်းတပင်မျိုးရိုးရှိရဲ့ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်မာရီယာဆိုတော့အိဆွာထဲရဆိုတော့အဲဝါသနာပါရဲ့တို့ဝင်မဲ့လဲမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လဲတားရဲမဖြစ်နိုင်ပုဆက်နေမဖြုံးနေဆိုပြီးတော့ပြောရတော့အမေပါပဲ ်ဟုတ်ပြီမပေးတာမပေးခဲ့တာဘာလို့မပေးတာလဲအဲ့တော့ကအဲ့တော့ကလားကိုနားမှာပဲရှိသေးတယ်လို့လေအဲ့တော့ကိုရန်ကုန်သွားနေရမှာလေကိုကမင်္ဂလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ကိုနဲ့ခွဲရမှာဆိုလို့ဘာလို့ကြည့်နေလဲညာပြောနေတယ်ဟာဟာဘာမှမပြောတော့ဘူးတူတူပဲဘယ်မှာဆိုရီကော်ဒင်းအဲ့ အရှင်းလို့တော့နားထောင်တော့ဘယ်လိုခံစားရလဲကိုဟမ်အဲ့နားလေးမှာနားလေးမှာတော့လေအမေအဲ့ပေါ်တော့မကောင်းပါဘူးမိမမပေါ့ဖေလဲဗီနာမှာရှိရဲအဲဟိုဖုန်းဆက်ဆက်ပြီးတော့တော့တခုခုဆိုနေမကောင်းတော့ဒီလိုပွဲရင်းနေဆိုသူကအဲ့လိုက်တရားနေကြည့်ကြည့်နေပြီးတော့ဥမာကိုကတော့နှာရီစီးလို့ညစ်လိုက်တယ်ဆိုလို့ရှိရင်သူကခဏနေဖုန်းခေါ်ပြီး ။ဒါနှာခေါင်းကြီးယူနေရဆိုဒီကိုကပင်မန်းလို့အဲ့လိုမျိုးထိုင်လိုက်ပြီဆိုလို့ချင်းပင်မန်းနေရလားဖျားနေရလားအဖေကအမြဲတမ်းဖုံးဆက်တယ်။အဲ့အဲ့ဒါတော့အဖေဖေကလည်းဘယ်လိုမျိုးချစ်တယ်လို့အမေကလည်းချစ်ပါတယ်။အောင်မြင်မှုကိုမြင်ရတဲ့ပေါ်ကတော့အောင်မြင်သေးပါဘူး။နော်။ဘောင်းတော့အောင်တော့မအောင်မြင်သေးပါဘူးစူးစမ်း။အခုစူးစမ်းနေတဲ့အခိုက်တန့်လေးမှာပေါ့နော်။လက်တလောခါလာလေးကိုရမ်းပျော်တယ်ပေါ့ချစ်လက်ချင်တတ်ပါလားသူ့ချစ်တဲ့ပြည့်သက်တွေကိုလည်းချစ်တယ်လေ ။ तू ကသူကအကုန်လုံးရဲ့အမိအတွက်တဲ့ကိုတဲ့အောင်တဲ့ကိုကမှဟိုတခါလေကိုပြိတဲ့လေကိုပြန်ဆရတယ်။ तू ကအကုန်လုံးမင်းတိနာပါညာ။ရန်နေတတ်တာ။ကျွန်တော်လှုပ်ချင်တာလို့ငငယ်ကလေးအဲ့တခုတော့ဟိုအဖေနဲ့မိကအကျွန်တော်အဖေနဲ့မိအတားချက်ကတော့ကျွန်တော်ကိုလှုပ်ချင်ရလို့လှုပ်ချင်ရလို့ဆိုပါမမတွေ့မပြော။မားနေတာမပြောသေးဘူး။ပြီးတော့မှတကယ်တော့အရန်မားတော့မယ်ဆိုမှဒါထောက်ပြတွင်တင်တာပေါ့နော်။ဒါပေမဲ့ဟိုဆုံးမရဲ့ ဒါမဲ့ပိတ်ပင်တာမျိုးတစ်ခုမှမလုပ်ဘူး။အဲကြောင့်မို့လို့လည်းကျွန်တော်ကဟိုကျွန်တော်လုပ်ချင်တဲ့အရာတိုင်းကိုကျွန်တော်ရဲရဲဝံ့ဝံ့လုပ်ရဲတာပေါ့နော်။အဲ့အဲ့အလေးထားလေးကတော့ဖိနေမေတရားပါတာပေါ့။ဥမာလူရှင်တော်ကကျင်နေဆိုလို့ရှိရင်လည်းမကရဘူးခါညာအเจ้าနိုင်မှာသူ့လိုရှိရတယ်။အเจ้าအเจ้ามาတော့ကခဲ့ရတယ်။အဲလုတ်ချအားပြီးချလို့ရေလို့အိမ်မှာကိုစင်နေပြေခဲ့လို့ဆိုရင်ဒါတင်ကန်းစာကြီးအဲ့လိုမျိုးတုံတင်ခဲ့တဲ့မိသားစုပုံစံမင်္ဂလာပါဘုရားဒီလိုမျိုးတိကျတယ်လည်းတပိတ်ပါအောင်ဒီကမိဘပေါ်တိကျပါတယ်ငငယ်ကလေးကလည်းလိမ့်ပါတယ်လေ ကလေးငငယ်ကနေလဲစိုးရတဲ့မှာမပါဘူးအဲ့မှာတော့လေးပေါ့အဲ့မှာတော့ချက်ဆုံးလေးချက်တော့လေးချက်တော့လေးဒါမဲ့ကျွန်တော်ကမိဘတွေကိုကျွန်တော်ကဟိုဖျားလို့ဘိုးခွဲတာလေပြီလားအဲ့တော့ဘယ်တော့မှစိတ်ဆင်းရအောင်မလုပ်အဲ့ဒါတော့အဲ့အဲ့ဒါကလည်းဟိုအဲ့ဂျေဇူးတွေအဲ့မပြောရမလားမိဘပေါ်တိတက်လို့လည်းအခုလိုမျိုးအများကြီးတော့ ဟိုလူချစ်လူခင်ခံရရတယ်လို့လည်းထင်ပါတယ်။အများအားတော့ဟိုပုံမှန်တော့ကတော့ပါတယ်။ကတော့လည်းကတော့မှာပါ။အဲကတော့ကတော့ပါသေးတာပေါ့ကျွန်တော်လည်းမအားတာနေပေါ့နော်။အဲဒါပေမဲ့ကတော့မှတော့အစီအစဉ်ရအောင်မလုပ်ပါနဲ့။လေလီယောတိုင်းရဲ့တိတိတ်လိမ့်မှမှုလေးပြပြပေးပါဦး။နောက်တော့အများကြီးပါပဲ။အကုန်ပေးရလေအမေကိုအကုန်ဆင်းလာ။ဝယ်ပေးမှာပေါ့။မေးလို့ချင်းဝယ်ပေးမယ်လို့။ ီနေ့တော့အဲ့လိုမျိုးဝယ်ပေးမှာဝယ်ပေးမှာ300 400တော့တော့တုံးလို့ပြောထားတယ်ဈေးကြီးပဲကွာဈေးလေးကြီးတော့ကောင်းတယ်နော်ဈေးကောင်းတယ်အရန်ကြိုက်တာသိလားဆောက်ပြောနေရအမေကဘတော်မှစိန်ကြောက်ဝယ်ပေးလို့မရဘူးသူ့ဝယ်ပေးချင်ရင်ပလုံးရောတဲ့လက်ခတတားရတာပေါ့နော်သူကမန္တလေးအကျွန်တော်အမေကရန်ကက်စီနေဆိုတော့လေသူ့ဆူရသူ့လက်ကောက်လောက်ပေးချင်တယ်ဆိုလို့ရှိရင် အဲ့လိုမျိုးပုတ်လုံးလားဟာလားအဲ့လိုခေါ်တာပုံစမ်းတာတွေမလုပ်ဘူးပေါ့နော်မလုပ်မလုပ်အဲ့လိုဝေးလေးပြတာဖြစ်တာအခုဒီလိုကြာလာဆိုသူမှဝစ်ဆရာမရှိရောတက်လာလေအဲ့တော့စင်စရယ်ကူကိုပဲပူဇာရတာပေါ့နော်စင်မအောင်ဆိုစင်နေ